ိုင်ငံတော်အာဏာကိုမတရားသိမ်းယူထားတဲ့မင်းအွန်လိုင်းဟာပြည်ပအနေပြန်လာတိုင်းမြင်နေကြမြင်ဝင်တခုကိုထက်ခါထက်ခါပြုလုပ်လေးရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ပတ်စံကုန်ကြခံပြီးတော့စီစဉ်ထားတဲ့ကြိုဆိုပွဲတွေဖြစ်ပါတယ်။ဗီဒီယိုတိုင်းလုပ်ပြီးဗီဒီယိုသစ်တင်တဲ့အသိရှိတွေကိုတော့ဘေးနားနူဒီပဲလေးကိုနှိပ်ထားဖို့လည်းပြောကြားလိုက်ပါရစေခင်ဗျာ။ဗီဒီယိုလေးကိုဆက်လိုက်ကြအောင်ခင်ဗျာ။ နေပြည်တော်စစ်ပတ်တရင်မြေဖွင့်ကြကြရဆိုရင်စစ်တပ်ထောက်ခံသူတွေကိုနေပြည်တော်လာနိုင်စေဖို့အတွက်လမ်းသေးရိတ်နေတိုင်းတဲကိုကစီငင်းနေတူပစံ၃000ဝန်းပါမဘိုးဖြစ်ပေးနေတယ်ဆိုကြားသိရပါတယ်။မင်းအောင်လိုက်ပြည်တော်ပြန်လာတိုင်းမှာနောက်ထပ်ရိုးရင်းနေတဲ့မြေဝင်တစ်ခုရှိပါတယ်။မင်းအောင်လိုက်အတွက်ကျူစုပွဲတွေကိုစစ်တပ်နဲ့တူစီးပွားရေးတွက်ဖက်လုပ်ကင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တချို့ကအကုန်ကြကန်စီစဉ်လေးရှိတယ်လို့သတင်းတွေကဆိုပါတယ်။ကျူစုရေးအတွက်လာရောက်ခဲ့ကြတဲ့သူတွေကတော့စစ်တပ်လော်ဘီတွေနဲ့တရုတ်ဆောင်အစိုးရဟာတပ်လူရှင်တော်များမဘာသာဖုံကြီးများနဲ့အမျိုးသားရေးဆွေးနွေးများပဲဖြစ်ပါတယ်။ သူတို့အားလုံးအတွက်လမ်းသေးကအဆဟိုတယ်ကအဆုံးရေမီးစုံဖြည့်ပြီးပေးထားတာဖြစ်ပါတယ်။မင်းသားမင်းသမီးတွေကိုတော့တစ်သေးပေးပြီးတာမန်ထောက်ခံသူတွေကိုတော့အနည်းဆုံးမဟုတ်သုံးသောင်းပေးတယ်လို့ကြားသိရပါတယ်။ မင်းသားမင်းသမီးတွေကိုဟိုတယ်မှာထားပြီးတာမန်ထောက်ခံသူတွေကိုတော့နေပြီးတော့စီမင်းသားရမှာထားပေးရတာဖြစ်ပါတယ်။ဗန်သေးအတွက်ကိုလည်းကာဆင်းလုံးငါးပေးထားခဲ့တာဖြစ်ပါတယ်။ကုန်ကြခဲ့တဲ့ကုန်ကြသေးအကုန်လုံးကိုစစ်ကောင်စီနဲ့အကျိုးတူပူပေါင်းနဲ့စီးပွားရေးသမားတွေအကုန်ကြခံခဲ့တာလို့သိရပါတယ်။မြမရုပ်ရှင်တုဆောင်များအားလည်းကျူသူဝဲကြီးမှာပုံဝင်လှူရှားခဲ့တယ်လို့သိရပါတယ်။မင်းအောင်လာဒီပါခီးတဲ့အောင်ပြန်လာတိုင်းကျူသူလေးရှိတဲ့စစ်တပ်ဘက်တော်သားတုဆောင်တွေကတော့ရန်အောင်စိုးမြတ်သူစားဒိန်းအောင်ခန့်စီသူမေတန်းတို့မေတင်သာဦးစတဲ့သူတွေပုံဝင်ပါတယ်။ မဘာသားနဲ့အမျိုးသားရေးဆွေးနွေးတွေရလဲအဆန်ရလို့လာရောက်ကြိုဆိုကြတာလို့ပြောကြပါတယ်။ဒါအပြင်စစ်တပ်ကနမ်စီရီယံဝင်နှင်းများနဲ့သူတို့ရဲ့မိသားစုများကိုလည်းမဖြစ်မနေလာရောက်ကြိုဆိုဖို့စင်ကော်လေးရှိပါတယ်။ဒီတကောင်ရုရှားကိစ္စရပြန်လာမှုအတွက်လည်းနမ်စီရီယံများကိုလာရောက်ကန်ခဲ့တယ်လို့ကြည့်ရပါတယ်။မင်းအောင်လာရောက်ကြိုဆိုရေးအတွက်ပတ်စံကုန်ကြခံမှုတွေကိုစစ်တပ်လာရောက်ကန်မြန်မာစီးပွားရေးဥပိုင်ကုမ္ပဏီမြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC အဓိကကုန်ကြခံခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒါကအမေရိကန်တက်တက်လို့လည်းသိရပါတယ်။ဥပိုင်ရော MEC ကခမရတို့ဒါတော့ကုန်ကြခံလိုက်ဆိုပြီးမိကွက်စီးပွားရေးသမားတွေကိုငွေထုတ်ခိုင်းတာလို့သတင်းမီဒီယာကရှင်းပြပါတယ်။ စီပွားရေးသမားအများစုကတော့စစ်တပ်ကနေပြန်ရတာများတော့စိုက်ထုတ်ပေးရလို့သိရပါတယ်။ဗီနိုင်းထုတ်တာအစားမင်းအောင်နိုင်အောင်လာကြိုတဲ့သူတွေရဲ့စာဝတ်နေရွေးကပ်ပါစီပွားရေးသမားတွေကအကုန်ကြခံတာလို့လည်းထပ်လောင်းပြောဆိုခဲ့ပါတယ်။မင်းအောင်နိုင်အောင်စက်တင်ဘာလ24ရက်နေ့ကရုရှားနိုင်ငံကိုတွားရောက်ခဲ့တာဖြစ်ပြီးရုရှားသမ္မတပူတင်နဲ့တွေ့ဆုံခဲ့ပါတယ်။ ပြစ်ဆောင်ဘက်မှာအခန့်မှုတွေလည်းငါတလောင်းနဲ့လက်ဖက်တို့အပြင်တခြားမြမယူအစားအစာတွေကိုမြန်မာပြည်ကနေချက်ပြုတ်သွားတယ်လို့သိရပါတယ်။ဒီခီးသင်မှာမြောင်းနိုင်ရရုရှားရဲ့နျူကလ িয়ার ထောက်ခံမှုကိုကျေးဇူးတင်ခဲ့ပြီးတော့ရိုဆာတွန်နဲ့ပူးပေါင်းဆောင်ရွက်မှုကိုလည်းဆက်လက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။နောက်နိုင်ငံနဲ့နိုင်ငံတကာဖွဲ့စည်းတွေကတော့ဒီပူးပေါင်းမှုကနေစစ်ကောင်စီရဲ့နျူကလ িয়ার စီစဉ်တွေပုံမကြီးထားလာမှာကိုစိုးရိမ်နေကြပါတယ်။ရုရှားကမြန်မာကိုနျူကလ িয়ার စွမ်းအင်စောက်လို့ယူမှာကူညီပေးနေပါတယ်။ဒီခီးစဉ်ကအဲဒီဆက်တန်ကြီးကိုပုံမှုခိုင်မာစေနိုင်တယ်လို့နိုင်ငံတကာသုံးသပ်သူတွေကပြောဆိုနေကြပါတယ်။ မင်းအောင်လာရဲ့အခုခီးစဉ်နဲ့ပတ်သက်ပြီးတော့လေကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တွန်အန်ဂရူက အရင်ခီးစဉ်တွေလိုပဲလက်နက်ဝယ်ယူမှုပေါင်းဝင်နိုင်ကြောင်းခံမှန်းပြောဆိုခဲ့ပါတယ်ရုရှားနဲ့မင်းအောင်လိုင်တို့အုပ်စုဆက်တိုင်ရိုးတက်လာတာအစိုးရစီရဖြစ်နေပါတယ်နိုင်ငံခြားခီးစဉ်တွေမှာခရိုနီလက်သက်တွေလည်းလိုက်ပါခဲ့ရလို့သိရပါတယ်စီးပွားရေးကြိုးခံစားမှုတွေရရှိနေတာဖြစ်နိုင်နေဆိုပြီးဆွေးနွေးချက်တွေလည်းရှိနေပါတယ်ခီးစဉ်မတိုင်ခင်မှာတော့မင်းအောင်လိုင်ကတက်ဆာရှိမှုအလေးပေးပြောဆိုခဲ့ပြီးတော့စစ်ဘက်ဆိုင်ရာစီးပွားရေးတွေကိုရောက်တဲ့အခါမှာလည်းခွင့်လွှတ်နိုင်စရာမရှိတဲ့တက်ဆာမဲမှုကြောင့်ထက်သိမ်းဆွေးနွေးခဲ့ပါတယ်မြန်မာနိုင်ငံရဲ့စွမ်းအင်ထုတ်လုပ်မှုကလေးသက်လေးရာခိုင်နှုန်းမှရှိပါတယ်ဒီကလေးဆေးဖြစ်ပြီးတော့နျူကလ িয়ার စွမ်းအင်တော့မရှိသေးပါဘူးခင်ဗျဒီပူပေါင်းမှုကဈေးချိုတဲ့စွမ်းအင်ရရှိဖို့လည်းရည်ရွယ်တယ်လို့လည်းသုံးသပ်နေကြပါတယ်ရ ရုရှားကမြန်မာကိုနျူကလ িয়ার နည်းပညာလေ့ကျင့်ရေးနဲ့လုပ်ငန်းဆောင်ရွက်ရေးမှာကူညီပေးနေတယ်လို့လည်းသိရပါတယ်